ရန်ပြည်နယ်ဇိုးရဖွဲ့ဝင်ပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်စက်မှုလက်မှုပညာသင်တန်းနှင့်ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်6သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီးဟဲဟူးကန်အင်းကောင်းဆယ်နှင့်ကြီးပြူကန်၌တဲနှုံများတူးဖို့ခြင်းလုပ်ငန်းဆောင်ရွက်မှုကွင်းစင်ကြည့်ရှုစစ်ဆေးတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်ဇိုးရဖွဲ့ဝင်ပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်သည်ကလောခရိုင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များခရိုင်မြို့နယ်စဉ်ဌာနဆိုင်ရာများနှင့်အတူ ကလောခရိုင်အောင်ပန်းမြို့နေဇက်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း၌ဖွင့်လှစ်သည့်စက်မှုလက်မှုပညာသင်တန်းနှင့်ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်6သင်တန်းဖွင့်ပွဲအခမ်းအနားသို့အောက်တိုဘာလ29ရက်နေ့နနက်9:00နာရီချိန်ကတက်ရောက်ချီးမြှင့်ခဲ့ပါသည်။ဥစွာအခမ်းအနား၌ ပြည်နယ်ဝန်ကြီးက အဖွဲ့မှစကားပြောကြရာတွင် နေဆက်ရေးရဝန်ကြီးဌာနအနေဖြင့်နေဆက်ဒေသတည်ငြိမ်ရေးချမ်းရေးနှင့်ပြည်ထောင်စုစိတ်သက်ခိုင်မြဲရေးနေဆက်ဒေသတွင် နေထိုင်သောပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတိုင်းရင်းသားလူမျိုးများ၏လူစွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်းဝန်ကြီးဌာန၏ရည်ရွယ်ချက်များအောင်မြင်စွာအကောင်းထက်ပေါ်ဆောင်ရွက်နိုင်ရန်အတွက်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနက နေဇက်ဒေတာတိုင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်းကိုကျောင်းကိုဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းယခုသင်တန်းကျောင်းကိုဒေတာအတွင်စက်မှုလက်မှုလုပ်ငန်းများထူထောင်ရာတွင်ကျွမ်းကျင်လှုပ်သားများပေါ်ထွက်လာစေရည်ကိုပိုင်စည်းပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်စေရည်စာဝတ်နေရေးပတ်စုံဖွံ့ဖြိုးတိုးတက်ပြီး လူနေမှုအဆင့်တန်းမြင့်မားလာစေရည်စသည့်ရည်ရွယ်ချက်များဖြင့်ဖွင့်လှစ်တင် जा ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ယင်းနောက်တင်နန်းအတွက် ်ချိမင့်ငွေများပေးရရာတာဝန်ရှိသူတို့မှလက်ခံရယူပြီးတင်နန်းသားတင်နန်းသူများအားယင်းနီနီလိုက်လံနှုတ်ဆက်ကာခမ်းမအတွင်ခင်းကျင်းပြသထားသည့်နေရန်ကတ်မှတ်တမ်းဓာတ်ပုံများအားကြည့်ရှုအားပေး၍လိုအပ်သည့်များပေါင်းစပ်ညီနိုင်ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်းသိရှိရပါသည်ဆက်လက်၍ပြည်내ဝင်ကြီးသည်ဟဲဟိုမျိုးရှိဟဲဟိုကံအင်းကောင်းဆယ်ရေဝုဧရိယာအတွင်းတဲနှုံတူဖို့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကိုတွားရောက်ကြည့်ရှုစစ်ဆေးရာ ဆယ်မြောင်းနှင့်ရေသုံးချစီမံခန့်ခွဲရေးဦးစီးဌာနမှတာဝန်ရှိသူတို့ကလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းတင်ပြရာပြည်내ဝန်ကြီးကတတ်မှတ်စံချိန်စံနှုန်းနှင့်အညီဆောင်ရွက်ရေးလုပ်ငန်းခွင်ပေးရနေရကင်းရှင်ရေးတတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရေးမှာကြပြီးလိုအပ်သည့်များပေါင်းစပ်ညီနိုင်ဖြည့်စီဆောင်ရွက်ပေးခဲ့ပါသည် ထိုမှတဆင့်ပြည်နယ်ဝင်ကြီးနှင့်တာဝန်ရှိသူများသည်တောင်ကြီးမြို့နယ်ရှိကြီးပြူကန်ရေဝတ်ဧရိယာ၌2025 2026ဘဏ္ဍာရေးနှင့်အတွင်းဒနုမင်းသားကုမ္ပဏီမှသဲနှုံတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများတွားရောက်ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများကရှင်းလင်းတင်ပြကြပြီးပြည်내ဝင်ကြီးကမိုးရွာသွန်းမှုရော့နေလာပြီဖြစ်၍တက်ရန်တရားများဖြင့်ဆောင်ရွက်ရန်လိုအပ်ကြောင်းတတ်မှတ်ဆန်းချိန်စံနှုန်းနှင့်အညီဆောင်ရွက်ရေးလုပ်ငန်းခွင်ပေးရနေရခြင်းရှင်ရေး ်သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီရန်လိုအပ်ကြောင်းမှာကြားပြီးလိုအပ်သည့်များပေါင်းစပ်ညီနိုင်ဖြည့်စည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်ခမညာ